ကျွန်တော်တို့ဘဝမှာအပြေရှားခဲ့တဲ့ပြဿနာတွေကြတဲ့ကြောက်တော်တတ်ကြတဲ့ကျွန်တော်တို့အပြေမှန်ကိုရှာမနေခဲ့ဘူးတခါတခါထင်မိတယ်ကဘာမှာရှိသမျှပြဿနာတွေအလုံးကိုယ့်စီပဲရောက်လာသလိုခံစားရဖို့တယ်ပြီးတော့ကျွန်တော်တို့မှာအဲ့ဒီပြဿနာကလွတ်မြောက်မဲ့လမ်းမရှိဘူးလို့ထင်မိတယ်ဒါပေမဲ့ပြဿနာပြီးသွားတဲ့အခါမှာအပြေကအမြဲတမ်းကိုရှိမှာပဲရှိနေတတ်ပြီးအပြေကိုမြင်နိုင်ဖို့မှန်ကန်တဲ့နည်းလမ်းပဲလိုနေတာကိုတွေ့ရလိမ့်ရှိတယ်အခုကျွန်တော်ပြောပြပေးမယ့်ပုံမြင်လေးကလည်းအဲ့ဒါလိုပါပဲ မှန်ကန်သောစဉ်းစားတွေးခေါ်မှုနဲ့စိတ်ရှိသိကမှုဖြင့်ကြီးမားတဲ့ပြဿနာတွေကိုဘလို့ဖြေရှင်းနိုင်ကြောင်းသိရမှာဖြစ်ပါတယ်။ပုံမြင်လေးကိုဆုံးအောင်နားထောင်သွားစီကြပါလေ။ပုံမြင်လေးရဲ့အဆိုမှာငွေကြေးပစ္စည်းဥစ္စာတွေကနေရာတိုင်းမှာအရေးမကြီးကြောင်းနဲ့အချို့အရာတွေမှာမှန်ကန်စွာစဉ်းစားတွေးခေါ်နိုင်စွမ်းကပို၍အရေးကြီးကြောင်းသိရှိနားလည်ရမှာဖြစ်ပါတယ်။တခါကမြို့တမြို့မှာချမ်းသာတဲ့လူတယောက်နေထိုင်ပါတယ်သူမှာဇိမ်ခံပစ္စည်းတွေအားလုံးရှိပြီး ဝေကြည်ပြီးစုံလောနာကြောင့်သူမျိုးနဲ့အနာဂတ်မျိုးတွေအထိဩဇာရှိနေပြီးသူ့ရဲ့ချမ်းသာမှုနဲ့ဂုဏ်သတင်းတွေကြောင့်အလွန်မင်းမောက်မှတတ်ပါတယ်အဖြစ်အပျက်တစ်ခုကြောင့်သူစဉ်းစားပုံကိုအပြည့်အဝပြောင်းလဲသွားစေမယ့်အဖြစ်လဲကြုံတွေ့လာရပါတယ်တနေ့မှာချိုချမ်းသာတဲ့လူရဲ့မျက်လုံးတွေကကျုပ်ရဲ့ပူလောင်လာပြီးမျက်လုံးတွေနီးရဲလာကကျင်းထန်တဲ့နာကျင်မှုဝေဒနာကိုခံစားရပါတယ်အစာပိုင်းမှာတော့ဝေဒနာကိုလက်လျူရှူထားပြီးကျန်အနှဲငယ်အတွင်ပျောက်သွားလိမ့်မယ်လို့ထင်နေခဲ့ပါတယ် ဒါပေမဲ့ရက်တွေကြာလာတဲ့အမျှသူ့မျက်လုံးဝေဒနာကပိုဆိုးလာတာဖြစ်ပြီးအခုဆိုရင်အယမ်းပူလောင်လေးကကောင်းကောင်းမမြင်ရတော့ပါဘူး။ဒါကြောင့်မို့သူဟာမြို့ရဲ့အကောင်းဆုံးဆရာဝန်ကိုချက်ချင်းခေါ်လိုက်ပြီးသူ့မျက်လုံးကိုစစ်ဆေးကြည့်တဲ့အခါဆေးတချို့တောက်ဖို့ညွန်လိုက်ပါတယ်။ဆရာဝန်နဲ့ညွန်လိုက်တဲ့ဆေးကိုတောက်ကြည့်တဲ့အခါမှာလည်းဘာမှမထူတာကြောင့်လူချမ်းသာကြီးကအချားဆရာဝန်ထံထပ်ပြပြန်ပါတယ်။ဒါပေမဲ့သူ့ယောဂါကိုဘယ်ဆရာဝန်ကမှပြောက်ခွင့်အောင်မပြုနိုင်ခဲ့ပါဘူး။ ဝေဒနာနဲ့အယံဆိုးလာပြီမို့လို့နိုင်ငံသားမှကုသမှုခံယူဖို့ဆုံးဖြတ်လိုက်ပြီးနိုင်ငံသားကိုတွားလိုက်တယ်။မျက်စိချူကိုဆရာဝန်ကြီးနဲ့တွားပြတဲ့အခါမှာတော့ဆရာဝန်ကသူ့မျက်လုံးလေးကိုတည်တည်ကြပ်ကြပ်ဆစ်ဆေးပြီးတဲ့နောက်ရလာတဲ့အဖြေကိုဝမ်းနည်းစွာနဲ့ပြောလိုက်ပါတယ်။ကျွန်တော်ဘဝတစ်သက်လုံးမှာတော့ဒီလိုမျိုးဖြစ်ရတစ်ခါမှမကြုံခဲ့ဘူးဗျ။ဆရာဝန်ပြောလိုက်တဲ့စကားကိုကြားပြီးလူချမ်းသာကကြောက်လန့်နေကြစိုးရိမ်နေကြနဲ့မေးလိုက်ပါတယ်။ဆရာကြီးကျွန်တော်မျက်လုံးကဘာဖြစ်သွားတာလဲဗျာ။ ကျွန်တော်မျက်လုံးနဲ့꿰သွားမှလားဆရာဝန်ကခုခနဲ့လေးဘူးတစ်ချက်မုတ်ထုတ်လိုက်ပြီးခမည်းမျက်လုံးတွေကရှားပါးတဲ့ဓမ္မတဲမှုတစ်ခုဖြစ်နေတာဗျသူ့ရဲ့အကျိုးဆက်ကခမည်းမျက်လုံးတွေခံရခဲ့အောင်တအားနာကျင်နေမှာမျက်လုံးကအစိမ်းအောင်ဝတာခံနိုင်ရှိတာဖြစ်ပြီးတော့အစိမ်းအောင်ကလွဲပြီးတခြားအရာကိုချိန်မိတဲ့အခါမှာမျက်လုံးကအခုတိုင်ခံရခဲ့အောင်ပူလာလိမ့်မယ်ဒီလိုနဲ့တဖြည်းဖြည်းခမည်းမျက်လုံးကကန်းသွားတဲ့အထိဖြစ်သွားနိုင်တယ် ဆရာဝန်စကားကြားလိုက်တဲ့နောက်လူချမ်းသာကအံ့အားတင်သွားပြီးဆက်မိလိုက်ပါတယ်။ဒါဆိုဘလို့ကုသရမှာလဲဆရာ။ကျွန်တော်ပျောက်ကင်းအောင်ကုသကြတယ်ဆရာ။ဒီတော့ဆရာဝန်ကဒီလိုပြန်ပြောပါတယ်။စိတ်တော့မကောင်းပါဘူး။အတီတမ်းမတဲမှုအတွက်ကုသဖို့ကဆင်းမရှိသေးဘူးဗျ။ကောက်ဝဲဝင်နီလမ်းမဲရှိတယ်။မျက်လုံးကိုဝေဒနာတက်တာစေခြင်းနဲ့ဆိုရင်တော့အစိမ်းအောင်ကိုသာကြည့်ရမှာဖြစ်ပါတယ်။ဆရာဝန်ရဲ့စကားကိုကြားပြီးတဲ့နောက်လူချမ်းသာကလည်း အတော်လေးစိတ်သက်သာသွားပြီးအိမ်ပြန်လာခဲ့ပါလေ။အိမ်ရောက်တဲ့အခါမှာလဲသူမြင်ရသမျှတောလာသမျှနေရာတွေအားလုံးကို အစိမ်းအောင်ဖြစ်အောင်ပြောင်းမယ်လို့စဉ်းစားလိုက်ပါလေ။ဒါနဲ့ဆေးသမားတွေကိုချက်ချင်းခေါ်ပြီးမင်းတို့ငှားရင်ကိုအစိမ်းအောင်တုတ်လိုက်ကွာ။နိုင်ရန်နေပရိဘောဂတွေနဲ့ပစ္စည်းတွေအားလုံးကိုအစိမ်းအောင်ဖြစ်အောင်သာတုတ်လိုက်ကြတော့ဆေးသောဆရာတွေကလည်းအထီးကြီးပြောတဲ့အတိုင်းသူ့အိမ်တလုံးကိုအစိမ်းအောင်ဖြစ်အောင်တုတ်ပြလိုက်ကြပြီး ဆေးတုပ်တဲ့အခါမှာလဲသူ့အိမ်တစ်ခုတည်းမဟုတ်ပဲသူသွားနေကြနေရာတွေဖြစ်တဲ့လမ်းတွေဈေးတွေရုံးခန်းတွေလမ်းမှာမြင်နေရတဲ့ဆိုင်မုတ်တွေကိုလည်းအစိမ့်အောင်တုတ်ခမ်းလိုက်ပါတယ်။ဒါနဲ့ကားတွေနဲ့သူသုံးနေတဲ့ pre ဘောကတွေအရာအားလုံးကိုအစိမ့်အောင်တုတ်လိုက်ရပါတယ်။အားလုံးအစိမ့်အောင်ဖြစ်သွားပြီမဲမိုးကောင်းကင်ရဲ့အပြာအောင်ကိုတော့အစိမ့်အောင်ကိုပြောင်းလို့မရပါဘူး။စားစရာတွေတောက်စရာတွေအဝတ်စားတွေနဲ့ဒူရီရဲ့အတိုင်းအောင်တွေကိုအစိမ့်အောင်ပြောင်းလဲလို့မရပါဘူး။ မရတာကိုဒီတိုင်းထားလိုက်ပြီးတတိကြီးကသူ့ဘာသာသူအဆင်ပြေအောင်နေလိုက်ပါတယ်ဒီလိုနဲ့တရက်မှာတာမန်ကောင်လေးတယောက်ဟာအစိမ်းအောင်တုတ်ထားတဲ့လမ်းထဲကိုရောက်လာပြီးပဝန်းကျင်ကအရာအားလုံးကအစိမ်းအောင်ဖြစ်နေတာကိုမြင်လိုက်ရတာကြောင့်သိကျင်စောစီးပြီးဒီလိုမျိုးမေးလိုက်ပါတယ်ဘာလို့ဓာရီကအစိမ်းအောင်ဖြစ်နေတာလဲဗျဩဒါလားဒါကကျော်ဒီလမ်းထဲကလူချမ်းသာကြီးတယောက်လေသူ့လိုခိုင်းလို့လှုပ်ထားတာသူ့မှာမျက်လုံးဝေနာရှိလို့တဲ့အစိမ်းအောင်ကိုသာကြည့်လို့ရတာကြောင့် အားလုံးကိုဒီလိုအစိမ့်အောင်တုတ်ခိုင်းလာအဲကြောင့်မဒီလိုပြောင်းလိုက်တာကောင်းလေးကအချောင်းဆောင်ទីလိုက်ရတဲ့အခါခិតတာစဉ်းစားလိုက်ပြီးနောက်တော့ဒီပြဿနာကသူတို့ထင်နေသလိုကြီးကြီးမားမားမဟုတ်တာကိုទីလိုက်ရပြီးလူချမ်းသာနဲ့တွေ့ပြီးပြဿနာကိုဖြေရှင်းပေးဖို့စီစဉ်လိုက်ပါတယ်လူချမ်းသာနဲ့တွေ့တဲ့အခါမှာလဲဦးလေးမှာဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းဖို့ကျွန်တော်မှနည်းလမ်းရှိတယ်ဗျဒီလိုပြောလိုက်ပါတယ်လူချမ်းသာကစိတ်ဝင်စားနေဘာလဲ ဥပဒေနာကိုဘယ်လိုဖြေရှင်းပေးလို့ရမှာလဲဥတော်ဆရာဝန်တွေပြဆုံးနေပြီနိုင်ငံခြားသူတောင်တွားကူခဲ့ရတာဒီလိုပြောလိုက်ပါလေအဲ့ဒီအခါမှာလူငယ်လေးကကြုံပြီးပြန်ဖြေပါတယ်အာဥလေးအနေနဲ့အရာအလုံးကိုအစိမ့်အောင်ပြောင်းနေကြမလို့ပါဘူးမျက်လုံးအတွက်အစိမ့်အောင်မျက်မှန်တစ်လက်ကိုတက်လိုက်လို့ရှင်အရာအလုံးကိုအစိမ့်အောင်အနေနဲ့မြင်ရမှာလေဥလေးမျက်လုံးမှာခံစားနေရတဲ့ဝေဒနာလေးတက်တာသွားမှာဖြစ်တယ်လူချမ်းသာကအာရဝန္တာဆင်ပြုံးရလိုက်ပြီး ဂျေဖီကဒီလောက်ရိုးရှင်းတာပဲငါငွေတွေအများကြီးတုံးလိုက်ရတယ်လူလက်တော်တော်ပြင်ပန်းသွားတယ်ကွာကျေးဇူးပါကောင်းလေးရေဒီလိုပြန်ပြောလိုက်ပါလေဂျေပုံမင်ကကျွန်တော်တို့ကိုအရေးကြီးတဲ့သင်ခန်းစာတစ်ခုပေးပါတယ်ဘယ်ပြဿနာနဲ့ကြုံကြုံကျွန်တော်တို့စိတ်မပြတ်သင့်ပါဘူးပြဿနာရဲ့အဖြေဟာကျွန်တော်တို့ရဲ့ရှေ့မှာပဲရှိနေပါတယ်ကျွန်တော်တို့အနေနဲ့စိတ်ရှိတည်ခံပြီးမှန်ကန်တဲ့စဉ်းစားတွေးခေါ်မှုနဲ့သာစဉ်းစားလိုက်မယ်ဆိုရင်အကောင်းဆုံးဖြေကို အရယ်တကူရနိုင်မှာပဲဖြစ်ပါတယ်။ဒီပုံမြင်တဲ့လူချမ်းသာကြီးဟာကြီးမားတဲ့အမတကူကိုလှုပ်ခဲမိပါတယ်။သူကစဉ်းစားဆင်ခြင်ခြင်းမရှိဘဲအရာအလုံးကိုအစိမ့်အောင်ပြောင်းလိုက်ခြင်းဖြစ်ပါတယ်။အဲ့ဒီနေရာမှာသူခဏလေးကောင်းအေးအေးထားစဉ်းစားလိုက်မယ်ဆိုရင်ပြဿနာရဲ့အဖြေကဘလောက်ရိုးရှင်းသလဲဆိုတာကိုသဘောပေါက်သွားမှာပါ။ကျွန်ုပ်တို့ဘဝမှာလည်းပြဿနာကြီးကြီးမားမားတွေအချိန်ချင်းကြုံတွေ့ရတတ်ပါတယ်။ဒါပေမဲ့ကျွန်ုပ်တို့လည်း အေးစေးတည်ငြိမ်စွာစဉ်းစားမယ်ဆိုရင်ထိုပြဿနာတွေရဲ့အဖြေကိုရှာဖွေနိုင်မှာပါကျွန်တော်တို့ရဲ့အနေကိုပြောင်းလဲဖို့လည်းလိုအပ်ပါတယ်ပြဿနာကိုရှောင်တိန်ခြင်းလက်လျူရှုခြင်းထက်ပြဿနာကိုနားလည်ပြီးဖြေရှင်းဖို့ကြိုးစားတက်ပါလေမှန်ကန်သောစဉ်းစားတွေးခေါ်မှုအမြင်တွေနဲ့ကျွန်တော်တို့ဟာဘယ်ပြဿနာကိုမဆိုဖြေရှင်းနိုင်ပါလေကျွန်တော်တို့ဟာမာယွန်းနဲ့လမ်းကြောင်းကိုလိုက်ခဲမိမယ်ဆိုရင်တော့ပင်မန်းစီမှာဖြစ်ပြီးမှန်ကန်တဲ့လမ်းကြောင်းကိုစဉ်းစားပြီးရှောင်လန်းတက်ပါလေပြဿနာကိုရှောင်တိန်ခြင်းထက်ထိုပြဿနာကိုရင်ဆိုင်ပြီး ဖြေရှာဖွေတက်မာတဲ့ဘဝမှာဘယ်ပြဿနာနဲ့ကြုံကြုံစိတ်ရက်မနေတင်ပဲပြဿနာရဲ့အဖြေကိုမြင်အောင်ကြည့်ရမှာပဲဖြစ်ပါလေဒီပုံမြင်ရဲ့အဓိကသင်ခန်းစာက ကျွန်တို့ရဲ့စဉ်စားတွေးခွန်နိုင်စွမ်းကိုဘယ်တော့မှရှော့မတွေ့တင်မှုဆိုတာပဲဖြစ်ပါလေမှန်ကန်တဲ့စဉ်စားတွေးခွန်မှုဖြင့်ကျွန်တို့ဟာဘယ်ပြဿနာကိုမဆိုဖြေရှင်းနိုင်ပြီးကျွန်တို့ရဲ့ဘဝကို ပုံမကောင်းမအောင်ပြောင်းလဲနိုင်ပါလေဒါဆိုမိတ်ဆွေများခင်ဗျာဒီပုံမြင်လေးကိုဒီမှာပဲရည်နာလိုက်ပါမယ် ဒီပုံမြင်လေးကိုချန်နေတဲ့မဲလို့လည်းမျှော်လင့်ပါတယ်